မျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါရခင်ဗျာယနေ့ကျွန်တော်ယူဆောင်လာပေးတဲ့စင်နီကောင်းလေးကတော့အမတန်ဝမကိုကျွန်တော်တို့ရွယ်လွယ်ကူလို့ရှင်တဲ့ဒါစင်နီကောင်းလေးပါနော်အဲမျိုးတွေရှိမှာမျိုးတွေပုံဝင်ရှင်မှာကျွန်တော်အစီချိတ်ဖြစ်တဲ့သူတွေဒီအစီဘူးနော်အစီဘူးရှိတဲ့သူတွေပေါ့နော်အစီဘူးရှိတယ်နောက်ကအစီချိတ်တွေကျွန်တော်ရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်စုတော့ပါလို့ဒီနေရာလေးကျွန်တော်ပြောချင်တယ်ပေါ့နော် တကယ်မဟုတ်ကျွန်တော်ပျောက်ကင်းခြင်းလည်းဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးကြည့်ပြီးပါလို့ဒီညာလေးကနေကျွန်တော်တောင်းဆိုချင်ပါတယ်ဗောနော်တကယ်မဟုတ်လည်းကျွန်တော်လွယ်ကူတယ်ရိုးရှင်းတဲ့ဒါအိမ်တွင်းစေးနီးလန်ကြီးပါဗောနော်အမတန်မဟုတ်ကျွန်တော်လွယ်ကူရိုးရှင်းပါတယ်ကျွန်တော်တို့ရှိမှချမောင်ပင်လေးရှိုံနဲ့တင်ကိုမျိုးတွေရဲ့ကျွန်တော်တို့အစီဘူးအစီကျိတ်တွေကိုတကယ်ထိရောက်စွာအမြန်ဆုံးတတ်တာပျောက်ကင်းစီမှာပါလို့ဒီညာလေးကကျွန်တော်ပြောချင်တယ်ဗောနော်လောက်ကြည့်ပါနော်ကျွန်တော်အမြဲတမ်းပြောတဲ့စကားပေါ့ဗျလောက်ကြည့်ပါ လုံးကြည့်ပါလုံးကြည့်မှပြောင်းမှာပါဘယ်ရမဆိုကျွန်တော်တို့မလုံးကြည့်ပဲနဲ့ကျွန်တော်တို့အမြင်နဲ့ကျွန်တော်စိတ်နဲ့ဆုံးဖြတ်လို့မရဘူးเนาะကျွန်တော်တို့လုံးမှာကျွန်တော်တို့ကောင်းမှာပါကိုယ့်ရဲ့ယောဂဝေဒနာကိုပျောက်ကင်းချင်တယ်ဆိုရင်တော့ကိုကိုတိုင်လုံးကြည့်မှပျောက်မှာပါเนาะဒါလေးကိုတော့ကျွန်တော်ဥစားပထမပြောချင်တယ်ပေါ့เนาะချက်မောင်ရဲ့ဆိုတာကတော့ဒါကျွန်တော်တို့နိုင်ငံမှာတော့ဒါမပါမဖြစ်ကျွန်တော်ဟင်းနှက်ဖက်ပဲပေါ့เนาะကျွန်တော်တို့နေဘူးလေဆိုရင်ဒါချက်မောင်ရဲ့အဟင်းကြိုလေးနဲ့6ဖုံးနဲ့စားမယ်ဆိုရင် အမတန်ပေါ့ကျွန်တော်ရဲ့ကတွင်းရှင်းတာပေါ့နော်အဲကျွန်တော်တို့ကအရင်တော့ချမောင်ရက်ဆိုတာကကျွန်တော်တို့အဲဖင်းဖြစ်ပဲဒါစားသုံးတယ်ထင်တာပေါ့နော်ဒါပေမဲ့သူ့ရဲ့ဟိုသူ့မှာလဲသူနော်အနာမျိုး96ပါရောက်တာကိုအဲကုပေးနိုင်တယ်သူ့မှာလဲဆေးစွမ်းလက္ခဏာရှိတဲ့သူကဒါတကယ်ဥမာကိုကျွန်တော်တို့ဟိုဆေးပင်လေးပါပဲနော်အားကြောင့်ကျွန်တော်ပြောတာပေါ့ကျွန်တော်တဘာဝမှာပေါက်နေတဲ့အပင်လေးမှန်သမျှတကယ်ဥမာဆေးပင်လေးပါရွေးဆိုတဲ့အကြောင်းလဲဒါပြောချင်တာပေါ့နော်ကျွန်တော်တို့ချမောင်ရက်ကို နော်ပြုလုပ်အောင်မစင်းကြီးလေးရတော့ချက်မောင်ရွက်ဦးကျွန်တော်တို့ချက်မောင်ရွက်ဦးကျွန်တော်တို့ခူးလိုက်ပါခူးပြီးပါရင်ရလာတဲ့ချက်မောင်ရွက်ကိုကျွန်တော်တို့ငရုတ်စုံပါနော်ငရုတ်စုံဆိုတာရေပြောင်းအောင်စီးပါတော့ကြာနေဆက်မှာကြောက်လို့ပေါ့နော်အဲငရုတ်စုံဆိုတာလည်းကျွန်တော်တို့ကငရုတ်ကြီးနော်စကြည့်တာဟာအကုန်ထောင်းနေဆိုငရုတ်စုံရေပြောင်းအောင်စီးပြီးတော့ကျွန်တော်တို့ထောင်းပါထောင်းလို့ကျွန်တော်တို့အဲကြေဝါးပြီးဆိုရင်အဲ့ဒါလေးကိုကျွန်တော်တို့ကအစီဘူးအစီကျိတ်ရှိတဲ့နေရာကိုကျွန်တော်တို့ ကတ်ထားပြီးပါကျွန်တော်ကတ်မယ်ဆိုရင်လည်းဒါအဲကျွန်တော်ကတင်းတင်းဝန်တင်းတင်းကကျွန်တော်တို့ခန္ဓာကိုယ်ကအမြဲတမ်းဟိုသွာလာနေကြဆိုတော့နှိပတ်ဆိုတော့မကောင်းဘူးကျွန်တော်တို့ညဘက်အိတ်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီဖေးနေရာမှာအဆီဘူးရှိတယ်ဖေးနေရာမှာအဆီကျရှိတယ်ပေါ့နော်အဲရှိတဲ့နေရာကိုကျွန်တော်တို့ကဒုနာထောင်းလို့ရတဲ့ချက်မောင်ရွက်ကိုကျွန်တော်တို့အဲရှိတဲ့နေရာမှာအုပ်ပေးပြီးတော့ကျွန်တော်တို့အဝစ်ဆနော်ပပလေးနဲ့ပိတ်ဆပပလေးနဲ့ကျွန်တော်တို့ပတ်ပြီးတော့ခြိလာပြီးပါနော်မနက်မိုးနေ့တော့ခွာလိုက်ပေါ့နော် အဲ့လိုလေးကျွန်တော်တို့နေ့တိုင်းလုပ်ပြီးမယ်ဆိုရင်ကျွန်တော်တို့တကယ်ကိုမှခံစားနေရတယ်ကျွန်တော်တို့တကယ်မှမလို့ချင်တဲ့ဒီလိုယောဂါတွေတကယ်ကိုမှထိရောက်မြန်ဆန်စွာအတ္တတာပြောက်ပွင့်သွားမယ်ဆိုတဲ့အကြောင်းအမျိုးတွေကိုစေတနာမြတ်တာဖြစ်ကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးတာပေါ့နော်ဒါကြီးရတယ်ဒီစီးနီးလက်နေရတာတမားတော်ကြီးနော်ကျွန်တော်တို့ကိုယ်တိုင်ဒါကျွန်တော်တို့ထုတ်ဝေထားတဲ့ဒါစီးနီးကောင်းလေးပေါ့နော်ဒါကြောင့်မလို့အမျိုးတွေကိုကျွန်တော်စေတနာမြတ်တာဖြစ်လာရောက်မျှဝေပေးတာပေါ့နော်လုပ်ကြည့်ပါနော်လုပ်ကြည့်ပါ ဟိုခံစားနေရတဲ့ဝိသနာကိုကိုတိုင်လုံးမတက်တာဖြောက်ပြမှာမနော်အဲတကယ်ကမှလည်းလွယ်ကူရရှင်းတဲ့နီလန်းလေးပေါ့နော်ချမောင်ရွှေရှိအောင်လုပ်ရအောင်ဗျာကျွန်တော်ရေပြောင်းအောင်ဆင်းမယ်နော်ရေဆောင်ဆေးပြောင်းကျွန်တော်တို့ဒါအဲကျွန်တော်တို့ထောင်းမယ်အဲထောင်းပြီးတော့နည်းနည်းကျွန်တော်ကြည်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဖြစ်နေနေရမှာဒါအုပ်ပြီးအုပ်ပြီးတော့ဒါကျွန်တော်အဝိစာပပလေးနဲ့ခြီးပီးလိုက်ယုံနေတည်ကျွန်တော်တို့ရဲ့ယောဂသက်တာပြောင်းပုံတော့မှဆိုတဲ့ကြောင်းဒါကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် အဲနောက်လာမဲ့ဗီဒီယိုဒီမှာလဲကျွန်တော်ဘလို့အနာမျိုးပုတ်တဲ့၆ပါးယောဂမှတ်တမ်းများဦးနော်အဲတက်တာပြောက်ပြင်မဲ့ဆင်းနီလန်ကောင်းများဦးအဲဘလို့ယူဆောင်လာဘယုံမလဲဆိုတာကိုလဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုလဲအဆောက်မြင်ကြည့်စုပေးပါဦးလို့အဲဒီနေရာလေးကနေပြီးကျွန်တော်အဖေခေါ်ချင်ပါတယ်ဗောနော်မျိုးတွေအားလုံးလဲကျမ်းမာပါစေချမ်းသာပါစေအနာမျိုး96ပါးယောဂလဲကင်းဝင်နိုင်ပါစေနော်ကကြေးသုံးပါးမှလဲကျော်လွှမ်းနိုင်ပါစေလို့ဒီနေရာလေးကနေကျွန်တော်ဆုမွန်တော်ပေးပါတယ်ခင်ဗျာ